ောင်နှမမ YouTube Channel မှာအားပေးနေကြတဲ့တော်လန့်ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ငယ်ကမေတော်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြင့်ဆ ्याम မမတီရာဆန်းချောင်းကစီတို့ကြာနယ်မှာရေးသားထားတဲ့အမေအတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးတော်မှာ ဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။အမမပါစေလွမြောက်ပါစေ1988 89ခီးပေါ်စရာက ။လက်မောက်ထဲကကြာကန်ရွာမှာနွားလဲစီးခဲ့တော့ကပုံလေးကိုပို့လာတယ်။အမကနေပူလို့ခေါင်းစည်းလေးနဲ့ကျမကကြောပေးပြီးထိုင်နေတော့ခေါင်းနဲ့ကြောပဲမြင်ရတယ်။ဘိုကေခေါင်းလေးကိုခီးပေါ်တွေကတော့မှတ်မိနေတာပေါ့။လွန်ခဲ့တဲ့နှစ်40နေပါတော့ကဆိုတော့အတော့ကိုကြာခဲ့ပြီအမကတော့အသက်80ပြည့်တော့မယ်ကျမလည်းနောက်နှစ်ဆိုအသက်60ပြည့်မယ်နှစ်40လောက်မနာရန်လျှောက်ခဲ့ရတဲ့ဒီမိုကရေစီလမ်းဟာ ောက်ကွေရှန်တိန်မြေရှိုးယုံမက ဝင်းကပါရဲလဲရောက်ခဲ့တယ်။ခုကဝင်းကပါဖြိုချဖို့အားထုတ်နေကြတော့အမကတော့ထုံးစံအတိုင်းလူလူမြင်ကွင်းကြမှာမရှိခြင်းအပြင် ရှိပေနေရပြန်ပြီနော်။၂008ခုနှစ်နှစ်လယ်လောက်ကဂရိနိုင်ငံအေသင်မှာစုံကြတဲ့အမေရိကန်တငယ်ချင်းက အမရဲ့အဲ့ဒီတုန်းကအနေထားကို ပိုတေကြအောင်မေးဖို့စကားစားတယ်။သူကအခုထိ နေအိမ်ကျဲကျုပ်ထဲမှာရှိနေသေးလားဆိုတာမျိုးမေးကျင်တော့ is she stay လို့မျက်နှာပေးနေပဲ house arrest ဆိုရဲဟောဟာရမပါပဲမေးလိုက်တယ်။ကျမက yes she is stay stay လို့ဖြေပြစ်သွားတယ်။သူကပြုံးတယ်ဟုတ်တယ်အမအဲ့ဒီအချိန်ကအမဟာတက်ငင်ပကြီးကတစ်ချက်လုံးလွတ်လပ်မှုတွေစိတ်သုံးပြီးလူမြင်ကွင်းထဲမှာမြင်ကွင်းတွေတစ်ခုအနေနဲ့နှစ်တွေကြာကြီးရှိနေခဲ့တာနော်။ တနည်းအားဖြင့်လူမြင်ကွင်းထဲကို လူလုံးထွက်မပြနိုင်ပေမဲ့နေအိမ်မှာ ကျမ်းမာရေးစောင့်ရှောက်မှုကို ကိုပိုင်အစီအစဉ်နဲ့ရခဲ့တယ်။အနားမှာရဲဘော်ရဲဘက်ကို အတူခေါ်ထားခွင့်ရခဲ့တယ်။ဒါအပြင်အမအိမ်ကစန်းနီယာခလုတ်လေးတစ်ခုချို့ရင်းနာကအစလူလူကတီခွင့်ရခဲ့တယ်။အချင်းသားပေါ်ရင်ဟာအမအတွက် အသားတစ်စိတ်လုံးခွဲထားမရတဲ့မြင်ကွင်းတွေဖြစ်ခဲ့တာနှစ်ပေါင်းများစွာ။ တကယ်တော့2006ခုနှစ်နောက်ပိုင်းလောက်မှာမီဒီယာတခုကို ကျမကအမအကြောင်းပြောတဲ့အခါလက်ခုပ်တန်တို့ရဲ့အကျဉ်းသားလို့ကင်ဝင်တက်ဖြစ်ခဲ့တယ်။အကျဉ်းသားတော့အကျဉ်းသားပဲ။ဒါပေမဲ့ဖိနှိပ်သူစစ်အစိုးရရဲ့အကျဉ်းသားဖြစ်နေနေအိမ်မှာအကျေကျုပ်ခံရရုံမက ထောက်ခံကြသူ လူလူရဲ့လက်ခုပ်တန်များကြားမှာပုံရိပ်တွေတခုအတွင်မြင်ကွင်းတွေတခုအတွင် stay တင်နေပေးပြုမှုပေးရတဲ့အခိုက်တန်ပေါင်းများစွာရှိခဲ့တယ်လို့ယုံကြည်တဲ့အတွက်ခုလိုပြောပြခဲ့တာပါလူတွေကအမကို သူတို့စိတ်တိုင်းကြပြုမှုနေထိုင်ပေးမှချစ်ခင်လေးစားလက်ခုပ်တန်များပေးကျင်တတ်ကြတာကို အမကို အမအတိုင်းအမအနေနဲ့ပဲနားလေချစ်ခင်လက်ခုပ်တီးပေးကြသူတွေလည်းရှိကြပေမယ်အမကို သူတို့စိတ်ထဲကပုံရိပ်အတိုင်းမြင်ကွင်းတွေထဲမှာနေထိုင်ပြုမှုတုံ့ပြန်တာကိုပဲ မြင်တွေ့ကျင်ကြသူတွေကအရေးအတွက်အပြင်ပုံများတယ်မဟုတ်လားအခုရော အခုတော့အမပဲမှာရှိနေလဲဘလို့နေထိုင်စားတောက်နေရလဲလုံလောက်တဲ့ကျမရေးဆောင်ရှောက်မှုမှရရဲ့လားတန်တိုင်းတွေကိုကြော်ပြီးအပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုဘလောက်ထိသိခွင့်ရနေလဲနေအိမ်ကျေကျုပ်တုံးကလို့တရားအထုတ်မှုကိုဘလောက်အစဉ်ပြေပြေလုပ်နိုင်တဲ့အနေအထားမှာနေခွင့်ရနေလဲ။ တခြားနိုင်ခြင်းတွေကိုမှအဲကွမတက်ပေးနိုင်ရင်သူ့ကိုလည်းမတက်ပေးနဲ့လို့အမကပြောခဲ့ကြအောင်ကြားရတော့အမဟာအရင်ကအမ1988နှစ်များစီက အမရဲ့ပင်ကိုပဂရီဖြစ်မှုကိုထိန်းထားစေလို့တွေးလိုက်ရပြန်တယ်။အမက နေအကျေချုပ်ကာလမှာတောင် ထောင်ထဲကကျင်းသားတွေကို တွေးဆဆာနာပြီးခုစီကန်းတဲ့ကို စားတောက်နေထိုင်မှုကို ထိမ့်ချုပ်ခဲ့တယ်ဆိုတာကြားခဲ့ရတော့ကလို့ပဲခံစားရပါတယ်။ဒါပေမဲ့အခုအမကအသက်80ပြည့်တော်မဲ့သူလေးဇီယာအိုတယောက်ရဲ့အာခံမှုနဲ့စာနာစိတ်ပူးတွဲရောရှက်ထားတဲ့ရက်တီချက်ဟာအမရဲ့ကျန်းမာရေးအတွက်တော့အပြုတ်တဘောမဆောင်ပေဘူးပေါ့။လူမြင်ကွင်းမှာမရှိတော့ခြင်း။နောက်ွယ်ကအမရဲ့ခံနိုင်ရည်ကို အဆုံးစွန်ထိမြင့်တင်နေရမှုဟာ စက္ကစကိုစစ်တက်ကို မပူပေါင်းမှုကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲလိုအပ်ချက်ပေါ့ဒီကြားမှာ အမရဲ့ပုံရိပ်ဟာ အပြောင်းလဲတွေရှိခဲ့တယ်အမကိုယ်တိုင်တွစ်စ်ခဲ့တာတွေအရရောအမကိုစိတ်တိုင်းကြမြင်ကွင်းတွေဖြစ်မြင်ကျင်ကြသူတွေက သူတို့မြင်မိသလိုခံစားမိသလိုပုံဖော်တွစ်စ်ပြကြတာတွေအရပါ အမရဲ့ပုံရိပ်ဟာ ပြောင်းလဲခဲ့တာပေါ့ အမလောက်လော့ကရန်တရား၈ပါးရဲ့ရိုက်ခတ်မှုကို အချိန်ပြည့်ခံစားရသူမရှိသလောက်နေမှာပါလူတဘာဝအတိုင်းအစိုးလော့ကရန်ခံခဲ့ရချိန်မှာလက်ခုပ်တီးအားပေးနှစ်သိမ့်ကြသလောက်အကောင်းလော့ကရန်ခံနေရချိန်မှာတော့စကတင်းဆိုကြပြန်တာပေါ့ဒီလိုနဲ့အစိုးလော့ကရန်အစ်စ်အစ်စ်တွေကိုပဲအမကကြုံရပြန်တယ်အမကမတရားတဲ့အမိန့်အာဏာမှန်သမျှကိုဖီဆန်ဖို့တိုက်တွန်းခဲ့တော့က တာဝန်ရလို့လူလူကိုတတိပေးခဲ့တယ်။လူလူကအာနာသိန်းနာကိုအာခံကြတာဟာ သူတို့ရဲ့နိုင်ငံသားတာဝန်ကိုထမ်းဆောင်တာပဲပေါ့။ခုခံစင်မမဟုတ်ပဲစကစနဲ့မပူပေါင်းနင်းမျိုးစုံကို လူလူကအာထုတ်တဲ့အခါအမကလည်းတန်တိုင်းတွေနောက်မရောက်ခင်အိမ်တော်ရဲ့ကလေးကနေထောင်ချင်းကနေရောက်နေစေခုအချိန်ထိစကစလို့ကြပြောဆိုတုံ့ပြန်မှတ်ချက်ပြုတာတွေ ဘာဆိုဘာတခုမှမလုပ်တဲ့နည်းနဲ့မပူပေါင်းပဲနေခဲ့တယ်။ stay stay ဖြစ်နေစဉ်လူမြင်ကွင်းမှာအမမရှိတော့တဲ့မရှိတော့ဘဲနေရချိန်မှာတောင်းအမကဘလို့ထင်မြင်မှာပါလဲ။တုံ့ပြန်မှာပါလဲလို့တွေးတွေးပြီးကြောက်ကြပူပန်သူတွေကလည်းအများကြီးပဲ။အမလူမြင်ကွင်းမှာမရှိနေခြင်းဆိုတာသူတို့လိုလူတွေအတွက်တော့တည့်ရောက်မှုအပြောင်းလဲဖြစ်မသွားဘူး။အမလူမြင်ကွင်းမှာမရှိနေပေမဲ့အမကို ထောက်ခံအားပေးစာနာကြသူတွေက လူမြင်ကွင်းမှာဖွဲ့ဖွဲ့လှုပ်ရှိနေကြတာကိုအဲ့ဒီလိုပဲ အမမပါပဲအရွေတွေကို ချင်းကန့်နေကြသူတွေလည်းအများကြီးပဲအမကိုအမအန်တီအမေးလို့ခေါ်ခဲ့ကြတဲ့ခေတ်အစုံက လူငယ်လူလက်လူကြီးအရွယ်အစုံပါတာပေါ့အမကိုနိုင်ငံသားမှာမေးခွန်းနေမေးကြတော့ရှင်အောင်မြင်နေလို့ဘယ်လိုပြောနိုင်မလဲ ဘဲတော့ပြောနိုင်မလဲလို့သဘောရတဲ့မိခွန်းတစ်ခုရှိခဲ့တယ်။အမကကျမမလိုတော့ပဲကျမရဲ့လူလူကဆက်ရွေသွားပြီဆိုရင်ကျမအောင်မြင်တာပဲပေါ့လို့သဘောရတဲ့အဖြေမျိုးကိုဖြေခဲ့ပူတယ်။အမမပါပဲအရွေတွေကိုချင်းကပ်နေကြတဲ့အရွယ်ဆုံးလူတွေကိုယ်တိုင်ဟာအမရဲ့အောင်မြင်မှုပြားတိုင်းတွေဖြစ်နေပြန်ပါလား။နှစ်40လောက်ကြာတော့အမကအလုံးပိတ်ရထားလဲတစည်းပေါ်ကနေမွေးနေ့မိုင်တိုင်းတွေကို ျော်ပြန့်၍လျာနေရတယ်။ကျမကလွတ်လပ်တဲ့လေကိုယူနေရပေမဲ့အချိန်ထားလဲရဲ့အဝေးရောက်ထိုင်ကုန်မှာနောက်ပြန်စီပြီးအတိတ်နဲ့မွေးရမြေကို မျက်ခြေမပြတ်စိစိဆက်ဆက်ကြည်နေမိတယ်။အမအမြန်လွတ်မြောက်လာပါစေ။ကျမ်းမာပါစေ။မာမြဲမာပါစေ။မတည်တာစံချောင်း